မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ24ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။ဆရာနာရှင်ကိုဒူးမထောက်ပဲကြကြခံတွန်းလှန်နေတဲ့စိတ်ခွန်အားတွေအတွက်ဒေါက်အောင်ဆန်းစုကြည်ကိုပြည်သူ့ကောင်ရီစုချီးမြှင့်လိုက်ပါတယ်။မေလာမှာခလာရကျင့်မစစ်ကောင်စီတပ်သားနဲ့ပြူစောကြီးအဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး၈ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ရေစကြိုမြို့နယ်မှာစစ်လေရင်နဲ့ဘုံအကြိမ်ကြိမ်ကျဲမှုကြောင့် အမျိုးသမီးတဦးသေဆုံးကဘာလာဖရွာကိုစစ်တပ်ကရွာလုံးကျွတ်မိရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအခြေအနေတွေကြောင့်မြစ်ကြီးနာဖားကန့်လန်းပိတ်ထားပါတယ်။ငင်းချံမျိုးပေါ်မှာဓမြတိုက်မှုဖြစ်ပွားပြီးနှစ်ဦးကိုဖမ်းမိထားတယ်လို့ဆိုပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့16ကြိမ်မြောက်ပြည်သူ့ဂုံရီဂုံပြူမှုအဖြစ်လူလူကောင်ဆောင်တော်အောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ခြင်းမှာ အကြံဖတ်စစ်အာဏာရှင်ကိုဒူးမထောက်ပဲကြကြခံတွန်းလှန်နေတဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုံပြုခြင်းဖြစ်တယ်လို့ပြည်သူ့ဂုံရီအသင်းဗဟိုအလုံအမှုဆောင်အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ American အခြေဆိုင်ပြည်သူ့ဂုံရီအသင်းဟာ2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ဂုံရီဂုံပြုမှုအဖြစ်လက်ရှိနိုင်ငံရေးအကျဉ်းသားလူမှုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုရွေးချယ်ပေးအပ်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။လူလူကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူ့ကောင်ရေဂုံပြူမှုဟာသူမရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ ပြည်သူများပေါ်ထားရှိတဲ့နစ်နာခံမှုမြစ်တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြမ်းဖက်ဆက်အာဏာရှင်ကိုဒူးမထောက်ပဲတကြခံတွန်းလှန်နေတဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုံပြုခြင်းဖြစ်တယ်လို့ပြည်သူ့ကောင်ရီအသင်းကထုတ်ပြန်ထားပါတယ်။တကယ်တော့ပြည်သူ့ကောင်ရီဂုံပြုမှုဆိုတာကအဝေးရောက်နေတဲ့သူတွေကပြည်ရင်းကိုလမ်းပြောတဲ့ကျေးဇူးတင်ပါတယ်လို့ပြောတဲ့ကျေးဇူးတင်စကားပါလို့ပြည်သူ့ကောင်ရီအသင်းပြောရေးဆိုခွင့်ရှိသူဦးကျော်ဝနာကပြောပါတယ်။ နောက်ပြီးဒေါအောင်ဆန်းစုကြည်ဟာမြန်မာပြည်သူလူထုရဲ့ထောက်ခံမှု မကြုံစဘူးရရှိတဲ့ခေါင်းဆောင်ဖြစ်ပြီးအာနာသိန်းစစ်တပ်ကအခုလိုရရဆက်ဆက်ရုတ်ရုတ်မှမှထောင်သွင်းအကျဉ်းချထားတဲ့လောက်ရက်ကိုပြည်ရင်းပြည်ပရှိမြန်မာပြည်သူတွေကလက်မခံကြောင်းဥကြော်ဝနာကတုံ့တပ်ပါတယ်။ဒေါအောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးကိုထောင်သွင်းအကျဉ်းချထားခြင်းဟာတိုင်းပြည်အတွက်လဲနှစ်နာကြောင်းသူကဆက်ပြောထားပါတယ်။ဒါပြင်မတရားဖန်ဆီးထိမ့်သိမ်းခံရတဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ကုံရေးအတင်းကြီးကဆက်လက်အားဆိုင်ကြိုးပမ်းသွားမယ်လို့ကတိပြုကြေညာပါတယ်။ American, Asia, Europe, Canada, New Zealand, Australia အပါအဝင်ကမ္ဘာတစ်လောမှာပြည်သူ့ကုံရေးအတင်းဌာနခွဲပေါင်း52ခုရှိပြီးဒီအတင်းဟာမြန်မာပြည်မှာ2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းလူဦးတော်လှန်ရေးပြည်သူတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ ပြည်သူတအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ရွေဦးတော်လိုင်းရဲ့အတွင်လူငယ်တွေရဲ့ဖန်တီးမှုတွေကိုပြည်သူဂုံရီဂုံပြူမှုအဖြစ်ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ဆီယာနာတိမ်မှုမတိုင်မင်ကလည်း COVID-19 ကာကွယ်ကုသရေးဆန်းစွမ်းတမန်ဆောင်ရွက်ခဲ့သူတွေဒေါက်တာရဲလွင်ဦးဆောင်နဲ့မန္တလေးမြို့တော်စီပင်တာယာရေးကော်မတီရန်ကုန်မြို့မွတ်စလင်ကုသိုလ်ဖြစ်စေယုံမန္တလေးမြို့ဖောင်တော်ဦးဖုန်ကြီးတင်ပညာရေးအထက်တန်းကျောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်နဲ့ လူပုဂ္ဂိုလ်တွေထဲကဆိုရင်ရန်ကုန်နိုင်ရေးကူညီမှုအတင်ဥက္ကဋ္ဌဦးကျော်သူစာရေးဆရာမဒေါ်တန်းမြင့်အောင်ဘာကတာကျောင်းသားခေါင်းဆောင်မတ်ဖြူဖြူအောင်တို့လည်းပြည်သူ့ဂုံရီဂုံပြုမှုရရှိခဲ့ပူပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းအနောက်ခြမ်းတာယာဝရီခရိုင်မင်းလားမြို့နယ်အညာတန်းကြီးရွာရန်ကုန်ပြည်ကားလမ်းဘေးမှာရှိတဲ့ဆိုင်တဆိုင်မှာထမင်းစားနေတဲ့စစ်ကောင်စီနဲ့ပြူစောကြီးအဖွဲ့ဝင်20ဝန်းကျင်ကို တာယာဝရီခရိုင်တက်ရင်383နှစ်တက်ခွဲနှစ်မှပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစိန်ကန့်လန့်ကျေးရွာအခြေဆိုင်ခလာယာတက်တရင်မှာတပ်သားတွေနဲ့ပြူစောထီတွေဖြစ်ပြီးတော်လရင်တပ်ဖွဲ့တွေလာရောက်ချိန်မှာထွက်ပြေးကြတဲ့အတွက်လိုက်လံပြစ်ခတ်ခဲ့ရာ၈ဦးသေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ရန်ကုန်ပြည်ကားလန်းအရှိတ်ဘက်မှာရှိတဲ့ ကျေးရွာတွေကလူငယ်တွေကိုစစ်ကောင်စီကစစ်မှုထမ်းတပ်သားတွေလိုက်လံစုဆောင်နေကြောင်းသတင်းရရှိတဲ့အတွက်တော်လှန်ရေးတပ်ဖွဲ့တွေကနေမြေရှင်းလင်းရေးပြုလုပ်နေစဉ်မှာအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေနဲ့တွဲဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြတာပါအခုပြန်သိရတာကအဲ့ဒီအဖွဲ့တွေကတိုင်းမူလမ်းကြောင်းလုံခြုံရေးယူပေးနေတာတဲ့ကျွန်တော်တို့ဘက်ကအပြည်သူတွေရှိနေတဲ့အတွက်ထမင်းဆိုင်တဲ့တော့မပစ်ခဲ့ဘူးသူတို့ထွက်ပြေးနေကြတဲ့နောက်ကိုလိုက်ပစ်တာနောက်ရောက်ကအပြင်းမာတည်တယ် ဆယ်ယောက်ကိုမင်းလာစေယုံပို့လိုက်ရပြီးအဲ့ဒီမှာ6ယောက်တည်သွားတယ်လို့သိရတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တို့ကပြောပြထားပါတယ်။ပြစ်ခတ်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်မှုများခဲ့တာကြောင့်အဲ့ဒီနေ့မှာပဲ MI-35 ရဟတ်ရင်နဲ့ဗကိုရုမအဆက်မှရှိတဲ့ကြေးရွာတွေကိုဘုံကိုလုံးအထိကျဲချပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာဘုံကြီးကြောင်တကြောင်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်းလည်းသိရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ရင်းများနဲ့နှောက်ခမ်းတပ်စခန်းတွေကလည်း လက်နက်ကြီးနဲ့နှိမ့်စင်တနေကုန်နီးပါးပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက်မေလာမြို့နယ်ကျေးရွာ20ကျော်ကဒေသခံတွေစစ်ဘေးတိမ်းရှောင်မှုတွေပြုလုပ်နေရတယ်လို့လဲဆိုပါတယ်။လက်ရှိမှာမေလာမြို့နယ်မှာနှစ်ဖက်စစ်ရေးတင်းမာမှုရှိနေပြီးစစ်ကောင်စီဘက်ကလည်းမေလာမြို့နယ်အတွင်းစစ်ကြောင်းထိုးဖို့အတွက်တပ်အင်အား300ဝန်းကျင်ကိုတာယာဝရီအခြေဆိုင်ခလာရ35တရင်ကိုအင်အားဖြစ်တင်ထားကြောင်းလဲသိရပါဗျ။ ာယာဝရီခရိုင်တရင်383ညနဲ့တက်ခွဲနှစ်မှာလဲထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေအနီးသွာလာနေထိုင်မှုတွေမပြုလုပ်ကြပါရနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းအထူးသတိထားကြရန်ထုတ်ပြန်ထားပါရရှင်။ဆက်လက်ပြီးမကွေးတိုင်းရေစကြိုမြို့နယ်မှာအတန်းဖတ်စစ်တပ်ကလေရင်နဲ့ဘုံအကြိမ်ကြိမ်ကျဲချတိုက်ခိုက်မှုမှာစင်မရဲရွာမှာအမျိုးသမီးတအူးတေဆုံးပြီးဘာလာဘရွာကိုစစ်တပ်ကရွာလုံးကျွမီရှိုဖျက်ဆီးခဲ့ကြောင်း ရေစကြိုတောင်ရှိအင်ဖုန်ကော်မတီအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။ဧပြီလ22ရက်နေ့မိုးလဲပိုင်းမှာအကြမ်းဖက်စစ်တပ်ကဇီးပင်ကုန်းရွာကိုလေရင်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးညပိုင်းမှာတစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်းအလဲတောင်ရွာကိုလည်းအဲ့ဒီနှစ်ညပိုင်းမှာပဲလေရင်နဲ့တစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုတွင်ပျက်စီးမှုအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုအခြေအနေကိုတော့အတိပြုနိုင်ခြင်းမရှိသေးပါဘူး။အလားတူပဲဧပြီလ23ရက်နေ့ ည9:25နဲ့29မိနစ်အချိန်တွေမှာအကြဖတ်စစ်တပ်ကလေရင်နဲ့ရေစကြိုမြို့နယ်ဇီးပင်ကုန်းကျေးရွာအရှိတ်ဘက်နဲ့စင်မရဲကျေးရွာတောင်ဘက်ကိုနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးစင်မရဲကျေးရွာကအမျိုးသမီးတဦးဘုံစားထိမှန်ကတေဆုံးခဲ့ကြောင်းသိရပါဗျ။ဒါအပြင်မြေပြင်မှာလည်းအကြမ်းဖက်စစ်တပ်ကအင်အား150ဝန်းကျင်နဲ့ဧပြီလ20ရက်နေ့ကနေစပြီးကျူးရွာနဲ့စင်ကျိုးရွာကို စစ်ကြောင်ထိုးရောက်ရှိလာပြီးအထိုင်ချတက်ဆွဲကပြည်သူတွေကိုတစားခံအဖြစ်ဖမ်းဆီးခြင်းပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူလူရက်ယူဆောင်ခြင်းနဲ့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးနဲ့ရန်တန်းပစ်ခတ်ခြင်းတွေကိုလှုပ်ဆောင်နေကြောင်းလည်းသိရပါဗျ။အဲ့ဒီစစ်တပ်စစ်ကြောင်ကဧပြီလ22ရက်နေ့ကျူးရွာမှာဘာလာဖတ်ရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်ပစ္စည်းတွေကို စိတ်တိုင်းကျခိုးယူလူရက်ယူဆောင်ကနေအိမ်တွေကို နယ်ရက်စက်တိုင်မီးရှို့ဖျက်ဆီးတာကြောင့်ရွာလုံးကျွနေပါမီးလောင်ပြားကျခဲ့ကြောင်းလည်းသိရပါဗျ။လက်ရှိအချိန်မှာ ကျူးရွာ၊စင်ကြိုးရွာ၊ရာတိရွာ၊ညောင်ပင်ရွာ၊ကြော်ထင်ကုတ်ရွာ၊မထီးရွာ၊အင်းမရွာ၊ငားမြလေးရွာ၊လေးရပြည့်ရွာ၊စင်မရဲရွာနဲ့ငဖယ်ရွာတို့မှာထောင်ထဲချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဟင်္ဒရာရွာ၊အလဲတောင်ရွာ အလဲကြော့ရွာနဲ့ဇီးပင်ကုန်းရွာတို့မှာပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတို့စစ်ရဲအခြေအနေတွေကြောင်းဒီကနေ့မနက်ပိုင်းကစပြီးမြစ်ကြီးနားဖားကန့်လန်းကို ပိတ်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီဟာဖားကန့်ဘက်ကိုအင်အား600လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ဖားကန့်မြစ်ကြီးနားအစင်းလန်းကိုဒီကနေ့ကစပြီး KIA ဘက်ကပိတ်ထားလိုက်တယ်လို့ KIA နဲ့နှိစက်တဲ့အမျိုးသားတအုပ်ကပြောပါတယ်။ ကျွန်တော်တို့ဘက်ကအစင်းလန်းကိုပိတ်ထားလိုက်ပြီးစစ်ကောင်စီကအင်အားအများကြီးနဲ့ထိုးလာလို့ကာမိုင်းရောက်နေပြီလို့အဲ့ဒီအမျိုးသားကပြောပြချပါတယ်။မနေ့ဧပြီလ23ရက်နေ့ကစပြီးစစ်ကောင်စီကမြစ်ကြီးနားဖားကန်လမ်းမှာကာသမာခရီးသည်တွေကိုမပြတ်ခိုင်းတော့ဘဲပိတ်ထားတာဖြစ်တယ်လို့လဲဆိုပါတယ်။ဖားကန်ကစစ်ကောင်စီတပ်တွေတတ်ချိန်မှုအတွက်မိုးကောင်းကစစ်ကောင်စီထုံနှုတ်အင်အား600ခန့်ဖားကန်ဘက်ကစစ်ကြောင်းထိုးလာတာလို့ကနအူးသိရပြီး အကြောင်းအရင်းအတိအကျကိုတော့မသိရသေးပါဘူးစစ်ကောင်စီတပ်တွေကဖားကန့်ဘတ်စစ်ကြောင်းထိုးလာတဲ့အတွက်လန်တလာခန့်ပိတ်မယ်လို့သတင်းတွေထွက်နေကြောင်းလဲဖားကန့်ဒေသခံအမျိုးသားတအူးကမြစ်ကြီးနာသတင်းချာနယ်ကိုပြောပြထားပါတယ်စစ်ကောင်စီတပ်တွေဒီမနက်ကနေလှုပ်ရှားတက်လာပြီလို့ပြောတယ်သူတို့တက်လာရင်လန်တလာလောက်ပိတ်မယ်လို့လဲသတင်းတွေထွက်နေတယ်လို့အဲ့ဒီအမျိုးသားကပြောပါတယ်မြစ်ကြီးနာဖားကန့်လန်တလျှောက်မှာစစ်ကောင်စီတပ်တွေနဲ့ KIA KPDF တပ်တို့ရဲ့တိုက်ပွဲတွေကြောင့်ကာသမားတွေနဲ့ခရီးသည်တွေလမ်းမကြာခဏပိတ်တာတွေကြုံနေရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကညကြီနာဖားကန်လမ်းပေါ်မှာရှိတဲ့လဝါကျေးရွာက စစ်ကောင်စီတပ်တွေဝင်ရောက်တပ်ဆွဲပြီးတဲ့နောက်ပိုင်းကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်နဲ့ KIA တို့မကြာခဏတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေလည်းပြုလုပ်နေပါဗျ။ဒီကနေ့ညနေခင်းကနောက်ဆုံးသတင်းတပုတ်အနေနဲ့ စစ်ကောင်စီတပ်နဲ့ပြူစောထီတွေကြီးစိုးနေတယ်။မြင်းချံမြို့ပေါ်မှာဓမြတိုက်မှုဖြစ်ပွားပြီးနှစ်ဦးလုံးဖမ်းမိထားတယ်လို့မြို့ခံတွေကပြောပါတယ်။မနေ့ကဧပြီလ23ရက်နေ့ညနေပိုင်းကမြင်းချံမြို့မစေအရှိမြောက်တောက်ကဖနက်လုပ်ငန်းလှုပ်ကိုင်းတဲ့နေအိမ်တလုံးကိုလက်နက်ကင်လူတစုရောက်ရှိလာပြီးဓမြတိုက်သွားတာဖြစ်ကြောင်းခုနှစ်ဦးခန့်ပါဝင်တဲ့အဲ့ဒီဓမြအဖွဲ့ကနှစ်ဦးကိုဖမ်းမိထားတယ်လို့မြို့ခံတွေကပြောပါတယ်။ဘာမှမပါသွားဘူး မိသွားတာကြံတဲ့သူတွေကတော့အထွက်ပြေးသွားတယ်။သူတို့ကန်ဆိုးတာကအဲ့ဒီအိမ်ဘေးမှာမိသက်ယုံရှိတော့မိသက်တွေကဝင်ဖမ်းပေးသွားတာလို့မြင်းချံမျိုးကတအူးကပြောပြပါတယ်။ဖမ်းမိသူလူအူးကမိန်းကလေးတအူးယောက်ျားလေးတအူးဖြစ်ပြီးတနတ်နဲ့ဓာရီပါဖမ်းမိတယ်လို့လည်းဆိုပါတယ်။မြင်းချံမျိုးပေါ်မှာစစ်ကောင်စီတပ်တွေကြီးစိုးနေတာဖြစ်တဲ့အတွက်ဓမြတိုက်သူတွေဟာ၎င်းတို့နဲ့ပတ်သက်သူတွေတာဖြစ်ကြောင်းဖမ်းမိသူတွေကို ပြူစောတိခေါင်းဆောင်တီရာယူမုံကစစ်ဆေးနေတယ်လို့မြို့ခံတွေကပြောပါတယ်။အာနာသိမ့်ပြည့်ရဲ့နောက်ပိုင်းမြင်းချံမြို့ပေါ်မှာရွှေဆိုင်အပါအဝင် မြို့ပေါ်နေအိမ်တချို့ဓမြတိုက်ခံရမှုတွေမကြာခဏဖြစ်ပွားလေးရှိပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလောက်အောက်ကနေအမြတ်ဆုံးလွတ်မြောက်ကြပါစေရှင်။